ဝင်မင်္ဂလာပါရှင်ဆရာမကတော့အကြမ်းမြင်ဆရာမလေးအောင်မွေဖြစ်ပါတယ်ရှင်ဒီနေ့ကတော့ဘာလာပြောပြတယ်လဲဟဲ့ဆိုရင်ကြာတာပရိသတ်သမီးများအတွက်ကို12လပိုင်းစာအတွက်ကိုလာရောက်ပြီးဟောစရံတင်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဆရာမလေးရဲ့ရာရာရာတွေကိုလည်းယူခြင်းနဲ့ဇာတာလေးတွေလည်းဒီထဲမှာဖတ်သွားတာကိုလည်းနားကြားခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာမကိုအသက်လေးတွေပေး like and share လေးတွေလုပ်ပြီး follow လေးတွေအပ်ထားပေးပါဒီထဲမှာဆရာမက လပ်ပွင့်ကန့်ပွင့်စေတဲ့ယာရီယာလေးလည်းထည့်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့ဒီ12လပိုင်းထဲမှာဟိတ်ဆိုလို့ရှိရင်ကြာတော်လေးသားသမီးများပေါ့နော်ကန့်ကောင်းချင်းလေးတွေရယူချင်းတဲ့ဟိတ်ဆိုရင်ဆရာမပြောတဲ့ယာရီယာကိုလုပ်အောင်မယ် ်ပြီးတော့ဆရာမပြောတဲ့စိတ်နေစိတ်ထားမျိုးလေးတွေနဲ့နေပေးရမှာဖြစ်ပါတယ်ရှင်အာဘယ်လိုပြောမလဲဆိုရင်ဆန္ဒလပိုင်းတဲမှာကြာသာပရိသသမီးများအတွက်လက်ပွင့်ကံပွင့်လာမယ်ဟိတ်ဆိုတာရောသိကြပြီးပြီလားကြာသာပရိသသမီးရဲ့အကုန်လုံးကပေါ့နော်ဒီဆတ္တလပိုင်းတဲမှာဆိုလို့ရှိရင်အယံနေပူပင်တဲ့တောကတွေများခဲ့တဲ့အထဲမှာပါတယ်အထူးသဖြင့်ငွေရေးကြေးရေးအလိန်ခံရတာလေအချစ်ရေးတောကပြပါဒများခဲ့တာလေစီးပွားလမ်းလာပိုင်းနဲ့ပတ်သက်ပြီးငွေဝင်ပြီးငွေမမြဲတာတွေပေါ့နော်အဲ့လိုမျိုးလေးတွေပ ြဿနာလေးတွေတစ်ခုပြီးတစ်ခုကြုံရတာမျိုးလေးတွေကိုကြုံခဲ့ရတတ်တယ်ကျမ်းမာရေးချူချတာမျိုးလေးတွေပေါ့နော်ဒီ17လပိုင်း17လပိုင်းထဲမှာကြုံခဲ့ပြီးပြီပေါ့နော်အဲ့တော့17လပိုင်းထဲမှာအဲ့လိုတွေမဖြစ်အောင်ဘယ်လိုတွေလုပ်ရမလဲဟေးဆိုတော့ဆရာမပြောပြပေးမှဖြစ်ပါတယ်အဲ့တော့အရင်ဆုံး17လပိုင်းထဲမှာဖြစ်မဲ့အရာကိုအရင်ဆုံးဖတ်ပေးပါဟေးဆိုရင်တော့17လပိုင်းထဲမှာဟေးဆိုရင်တို့ကလုပ်ငန်းအကင်ကအပြောင်းရွှေ့ရှိတယ်နေရာဒေသအပြောင်းရွှေ့ရှိပါတယ်ပြီးလို့ရှိရင်လုပ်ငန်းနိုင်ငံနဲ့ပတ်သက်ပြီးဟေးဆိုရင်အတိတ်တစ်ခါပြန်ပြီးတော့စူးစမ်းရမယ့်နေရာမျိုးရောက်ပါတယ်ပြောမယ်ဆိုလုပ်ငန်းနိုင်ငံအပြောင်းရွှေ့ ွှေ့ရမယ်နေရာတစ်တည်းရနေရာတစ်ဒေတာအစ်စ်ကိုတို့ကပြောင်းရွှေ့ရမယ်ကိုင်းလေးတွေကြုံရတတ်တယ်ပြီးလို့ရှိရင် အာငွေရေးကြေးနဲ့ပတ်သက်ပြီးပေါ့နော်သူများကိုကိုကကူညီပေးထားတဲ့ငွေရေးကြေးလေးတွေနဲ့ပတ်သက်ပြီးစိတ်တော့ကများရတတ်တယ်တဲ့စီဝါလက်လာပန်းနဲ့ပတ်သက်ပြီးဟဲ့ဆိုရင်ငွေဝင်လာတလို့ပြဿနာလဲတောက်လျှောက်ဝင်တတ်ပါတယ်ဒီနေ့ထဲမှာပြောမယ်ဟဲ့ဆိုရင်အထုတပြည့်ကြီးမားဆုံးအရာပြောပါဟဲ့ဆိုရင်အိမ်အောင်ရေးအချစ်ရေးနဲ့ပတ်သက်ပြီးသူတို့ကပို့ပြီးတော့တောကပြပါရများတတ်တယ်တဲ့အိမ်အောင်ရေးရတဲ့အစင်မပြေအချစ်ရေးကလည်းအစင်မပြေရတဲ့ကြားတဲ့အလုတ်ကလည်းကမောက်ကမအာမိသားစုရေးနဲ့ပတ်သက်ပြီးရလဲပို့ကောင်းပုံမှာပဲတတ်အောင်နေတယ်ဟဲ့ဆိုတဲ့ပုံစံမျိုးကြားရောက်မယ်ရှင် ယ်နော်အဲ့တော့ဆန်းနှလပိုင်းတည်းမှာဟဲ့ဆိုရင်စိတ်ရှုပ်စရာလည်းများသလိုစိတ်ညစ်စိတ်ဘယ်လိုပြောမလဲစိတ်ချမ်းသာမှုလေးတွေလည်းရလာဖို့အနေထားလေးရှိရယ်ပြောမယ်ဟဲ့ဆိုစိတ်ညစ်စရာနဲ့စိတ်စိတ်ညစ်စရာနဲ့ပျော်စရာလေးတွေကိုယ့်အတွက်စိတ်ချမ်းသာမှုလေးတွေနဲ့ဒွန်တွဲပြီးလာတယ်လာလို့ပြောလို့ရတယ်ရှင်နော်အဲ့တော့ကိုက ဘယ်လိုပြောမလဲဟေးဆိုလို့ရှိရင်လုပ်ငန်းကိန်းကန်းနဲ့လည်းအစင်မပြေလို့ရှိရင်သူတို့ကစိတ်ကအလိုလိုဖိစီးတာအလိုလိုတွေးများတာအဲ့ကြားထဲမှာအချစ်ရင်နဲ့ပတ်သက်ပြီးဟေးလာပြန်ပြီးဟေးဆိုရင်ပို့ပြီးတော့စိတ်ညစ်ရတာစိတ်ရှုပ်ရတာတွေပေါ့နော်ပြောမယ်ဟေးဆိုရင်သူတို့ကြာတာပရိသသမီးတွေကဘယ်လိုလဲဟေးဆိုသူတို့စိတ်ကကြည်လင်လန်းဆန်းနေမှာဘယ်အရာမှမဆိုလုတ်တိုင်းအောင်မြင်တာလုတ်တိုင်းအစင်ပြေတာ ဲ့တော့သူတို့ရဲ့စိတ်ကိုစိတ်ရှမ်းသာနေတဲ့အချိန်ကိုကြည့်ပါဟိဆိုရင်လဲရှားပါသလောက်ပဲ။ဘာကြောင့်လဲဟိဆိုလို့ရှိရင်သူတို့ကအများအားပူနေတယ်၊ရှိလဲပူတယ်၊မရှိလဲပူတယ်၊မဖြစ်သေးတာကိုလဲပူတယ်၊ဖြစ်ပြီးတဲ့အရာကိုလဲတရိပ်ရိပ်နဲ့တစိမ့်စိမ့်တွင်းနေတတ်တဲ့အထဲမှာပါလို့ရှိရင်နော်အဲ့တော့ဆရာမလေးပြောနိုင်တာကလုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ပြီးပြောင်းရွှေ့မယ်ဟိဆိုရင်တော့ပြောင်းလို့ရတယ်၊ပြောင်းပါလို့ပဲဆရာမပြောချင်တဲ့အာနေရဒေတာနဲ့ပြောင်းမယ်ဟိဆိုလဲပြောင်းလို့ရပါတယ်။ ပြီးလို့ရှိရင်နိုင်ငံရဲ့ဆောင်ထွက်ခွာမဲ့လူလေးတွေဒီ12လပိုင်းထဲမှာဟဲ့ဆိုရင်တော့ထွက်ရမယ့်အနေအထားလေးတွေကြုံမယ်ဒါမှမဟုတ်အခက်အခဲလေးတွေအရင်ဆုံးလာလိုက်ပဲပြီးတော့မှထွက်ရမယ့်အနေအထားကိုရောက်မယ်လုပ်ငန်းကိန်းကကိုပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးလုပ်နေတဲ့လူတွေဟဲ့ဆိုစိတ်သက်တွေဘုံဘုံကြနေတဲ့အချိန်မျိုးကိုကြာရောက်နေတတ်တယ်အဲ့တော့ဒီ12လပိုင်းထဲမှာဆိုဆရာမလေးပြောချင်တာက ဆရာမပြောတဲ့အရာတွေရောအရင်လုတ်ပြီးတော့မှအလုံငန်းကင်ကန်းနဲ့ပတ်သက်ပြီးစပြီးတော့ပြန်လုတ်ပါအောင်မြင်ဖို့ရှိပါတယ်လုံးဝမရက်ဆိုင်လိုက်ပါနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လုံးနဲ့ပတ်သက်ပြီးလုတ်နေတဲ့လူတွေပေါ့နော်အဲ့လိုမျိုးအဲ့တော့ပညာရေးချင်းနဲ့ပတ်သက်ပြီးအာသင်ယူနေတဲ့လူတွေတွေဆိုခေါင်းအေးအေးထားစိတ်အေးအေးထားပြီးတော့လုတ်သွားပါဒီ17လပိုင်းထဲမှာအောင်မြင်မယ်အဆင်ပြေမယ်ကျမ်းမာရေးကတော့ခြုံချတတ်တဲ့ခေါင်းမူးလိုက်ဝေလိုက်ရင်ထဲမှာလာလာလာပြစ်လိုက်ပြီးလို့ရှိရင်လေအောက်တာမျိုးပေါ့အတော်ကျင်တွေကြိုက်တာမျိုးလေးတွေကြုံရတတ်တယ်တဲ့နော်အဲ့တော့ ကြာသာပရိသတ်သမီးတွေကိုဆရာမပြောချင်တာကဒီ12လပိုင်းထဲမှာအရာရာအလုံးကိုအသက်တစ်ခါပြန်စင်စင်ပါပြန်ပြီးတော့တိဆောက်ပါဘာကြောင့်လဲဟဲ့ဆိုလို့ရှိရင်ရှင်တို့ရဲ့ပွေးဆက်မှုတွေအကုန်လုံးကဘာမှအရာမတင်ခဲ့ဘူးအဆုံးနဲ့အရှုံးတွေပဲကြုံခဲ့တဲ့အတွက်ကြောင့်မလို့ ကိုဘာသာကိုဘလို့ကြိုးစားရမလဲကိုကျတော့ပေါ်ကိုဘလို့ရက်တရမယ်ဆိုတော့ဘယ်စဉ်းစားပါ။ဘာကြောင့်လဲဆိုရှင်တို့လိုအပ်ခဲ့တဲ့အရာတွေ၊နှွေးထွေးမှုတွေ၊စင်နာမှုတွေနဲ့ပတ်သက်ပြီးရှာဖွေခဲ့တဲ့အရာတွေဘာတခုမှအရာမထင်တာကိုပဲတွေ့ရတယ်နော်။ဘာကြောင့်လဲဟေးဆိုရင်ရှင်တို့ကမိသားစုအတွက်ကိုအတွက်ကိုတော့မဟုတ်ဒါပေမဲ့အဲ့ဒီကြာတာပရိသတ်သမီးတွေကဆွတ်ဆွဲချက်လည်းခံရတတ်တယ်။သူများဆွတ်ဆွဲတာတွေလည်းခံရတတ်တယ်။ဘလို့လဲဟေးဆိုလို့ရှင်အအတ္တကြီးတယ်မာနကြီးတယ်တကူကောင်းဆန့်တယ်ပေါ့နော်။သူ့အတွက်ပဲသူကြည့်တတ်တယ်ဟေးဆိုတဲ့ပုံစံမျိုး။အဲ့ဒါကိုယ့်ရဲ့ရင်းနှီးဆုံးကိုယ့်ရဲ့ချစ်ရပါတော့လင်ရောက် ောက်ကြားမိမတို့မဟုတ်ကိုယ့်ရဲ့ချစ်ရပါတော့မိသားစုတငယ်ချင်းပေါင်းသင်းတွေကလက်ညှိုးတူချင်းအဲ့လိုဆွဆွချင်းခံရတယ်တကယ်အဲ့လိုမဟုတ်သူတို့တွေကမျက်နှာကြောတာမာတာပြောမယ်ဟဲ့ဆိုရင်တခုခုစိတ်ထဲမှာဖြစ်သွားပြီဟဲ့ဆိုမျက်နှာမှာချက်ချင်းပုံမှုတဲ့လူမျိုးတွေအဲ့လိုမျိုးပြီးလို့ရှိရင်သူတို့ကလင်းမရှိလို့ရတယ်ဘာမှမရှိလို့ရငွေမရှိလို့တော့မရဘူးသူတို့လက်ထဲမှာငွေလေးနည်းနည်းရှိမှရွှေလေးနည်းနည်းရှိမှအင်အားတွေရှိတာလုပ်ဖို့ခွန်အားတွေရှိတာအဲ့လိုပုံစံမျိုးပြီးလို့ရှိရင်သူတို့ကိုနှွေးထွေးမှုနဲ့နောက်ကနေတွန်းပို့နိုင်စွာလူတွေရှိမှသာလျင်သူတို့က အားရှိတဲ့အထဲမှာပါတယ်ဒါပေမဲ့သူတို့ကခိုကတ်တက်လို့လားမိတွေ့တက်လို့လားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးရှင်သူတို့ကဘယ်လိုပြောမလဲဟေးဆိုလို့ရှင်အေးဘလောက်ပဲအလုပ်တွေပင်ပန်းပါစေဘလောက်ပဲ တော့ကတွေများပါစေဒီမိသားစုသာညီညီညွတ်ညွတ်ဒီအိမ်အောင်ရင်သာကာရမယ်ဟေ့ဆိုလို့ရှင်အဲ့ဒီအရာတွေအကုန်လုံးကိုသူတို့ကဖျက်ကျော်နိုင်တယ်အရာအလုံးကိုရင်ဆိုင်သွားနိုင်တယ်တမိသားစုလုံးလည်းသူလောက်ကျွေးနိုင်တယ်အဲ့လိုမျိုးစိတ်ပင်ပန်းမှုစိတ်ညစ်မှုတွေကိုသူကအယံမုံတော့လူဒုက္ခကိုလည်းအယံကြောက်တယ်လူဒါပေမဲ့အဲ့ဒုက္ခကိုသူတို့ပဲရှာလာတာသူများကိုတနာတတ်တာလည်းနှစ်ယောက်မရှိအပြောမချို့တတ်တာလည်းနှစ်ယောက်မရှိစိတ်ဆိုးလွယ်တာလည်းနှစ်ယောက်မရှိအရွက်တိုက်တာလည်းနှစ်ယောက်မရှိဘူးနည်းနည်းဆိုကောက်ပြီးကောက်ပြီးရင်သူတို့ကလည်းပြန်ပြီးတော့အဲ့လို ဘယ်လိုပြောမလဲသူများကိုပြန်ပြီးတော့အာငါလုံးလိုက်တာမှားသွားပြီဆိုတော့နောက်မှအတွေ့မျိုးရတတ်တယ်တဲ့ဘုတ်ကြာပါပရိသတ်သမီးတွေကဘယ်လိုပြောမလဲဟဲ့ဆိုရင်ဥစုဥစီဥဆောင်နိုင်စွမ်းတော့ရှိတယ်ဒါပေမဲ့တို့ကချစ်ချင်းကိုဥစားပိတ်တတ်တယ်အချစ်ယူဥစားပိတ်တတ်တယ်ပြီးတော့မိသားစုယူဥစားပိတ်တတ်တယ်ဖြစ်ချင်တာနဲ့ဖြစ်သိတာကိုဖြစ်ချင်တာကိုနည်းနည်းလေးဥစားပိတ်တတ်တယ်အဲမှာပါတယ်ဒါပေမဲ့လုပ်ငန်းခိုင်ခံတဲ့ပတ်သက်ပြီးတော့ဇွဲကောင်းတတ်တယ်ရအောင်လုပ်ယူမယ်ဆိုတဲ့မာမာနလေးတွေတော့တို့မှာအငြင်းအပြစ်ရှိရရှင်เนาะအဲ့တော့ စိတ်ဖတ်တာတော့ဒီနားမှာပဲခဏလေးဆရာမရက်ပေးမယ်အထူးသဖြင့်တို့ရဲ့ဘဝမှာအချစ်စစ်နဲ့တွေ့ဖို့ဟိဆိုရင်အဲ့ချစ်ရင်နဲ့ပတ်သက်ပြီးချစ်စစ်နဲ့တွေ့ဖို့ဆိုရင်အကြိမ်ကြိမ်ပြိုလဲပြီးတော့မှအချစ်စစ်နဲ့တွေ့တာတဲ့ပြောမယ်ဟိဆိုတို့ဘဝထဲဝင်လာတဲ့လူတွေကတို့ကိုမှီမဲ့လူတွေတွေ့ရရင်တွေ့စားမယ် တားရရင်တားဆားမယ်ဆိုတဲ့လူတွေနဲ့ပဲကြုံခဲ့တဲ့အတွက်အိမ်ထောင်ဆက်တင်များတက်တယ်တဲ့သူတို့ကပြီးတော့ငငယ်ငယ်ရွယ်ရွယ်နဲ့လည်းအိမ်ထောင်ကျခဲ့တာမျိုးလေးတွေရှိခဲ့ခြင်းသူတို့တွေကနော်အဲ့လိုမျိုးအဲ့တော့ဒီနေ့ထဲမှာဆရာမလေးလုပ်ငန်းငယ်ငယ်အဆင်ပြေခြင်းနဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးဆင်ပြေခြင်းနဲ့အချစ်ရေးတွေချုံးမွေးစေခြင်းနဲ့ဟေးဆိုရင်ကြံပေါ့နော်ကြံတတော့ကိုသုံးစိတ်စိတ်ပြီးလို့ရှိရင် ကံအဖြူလေးထဲမှာထည့်မယ်။ပြီးရင်အောက်တပြေပန်းခွနဲ့ညို့ကိုဖျားမှာလှူမယ်။အဲ့ဒီကြံထည့်ထားတဲ့ခွက်ထဲမှာအပေါ်ကနေတကြားလေးဖြူပေးမယ်။ပြီးလို့ရှိရင်အောက်တပြေပန်းလေးခွနဲ့ညို့ကိုဖျားမှာကတ်လှူမယ်။ဖျားနိုင်ခွနဲ့ချောင်း၊မွေးနိုင်ခွနဲ့ချောင်း၊ဖျားပောက်တော်ရင်ခွနဲ့ခွက်အဲ့လိုမျိုးနဲ့တရက်တဲမှာကိုယ့်ရဲ့ကြာသာပရိနေမနဲ့ပိုင်းမှာတခါလေးအပီးလုံမယ်။လို့အာလှူမယ်ပေါ့နော်။ဖျားကိုကတ်လို့ပူစော်မယ်။ကတ်လို့ပူစော်ပြီးတဲ့အချိန်အဲ့ဒီဖျားတခန်းလုံးမွေးကြိမ်သွားအောင်မွေးနံတာတွေပတ်ပြန်ပေးပါ အဲ့ဒါတွေလုတ်ယူပြီးပြီးဟေးဆိုလို့ရှိရင်တော့ကိုကိုမှလည်းအမြဲတမ်းမှွေးတွေမှွေးအနန္တာတွေပေးပြီးလို့ရှိရင်ကိုစောက်နဲ့လည်းကျမ်းပါပါစေချမ်းသာပါစေဆိုပြီးမြတ်တာပို့သားမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ရှင်တို့အတွက်အားလုံးအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ဆ iam မလေးနဲ့အသေးစိတ်မေးမြန်းချင်တဲ့လူဆ iam မစီမှာအဆောင်လေးတွေနဲ့လပ်ဖွင့်ကန်ဖွင့်ချင်တဲ့လူတွေဆ iam ရဲ့ TikTok account မှာပေးဖို့လေးရှိပါတယ်အဲ့တဲ့ဝင်ရောက်မေးမြန်းနိုင်ပါတယ်ရှင်ကဲဆ iam ကတော့ဒီနေ့ကတော့ဒီလောက်ကလေးနဲ့ပဲဟိုဟာ ုံးသတ်ပေးလိုက်မယ်အဲ့တော့ဆ iam မလေးရဲ့ hospital လေးတွေမှန်တယ်နောက်ထပ်နောက်ထပ်နားကျင်တယ်ဆ iam မလေးရဲ့ hospital ကိုနားထောင်ကျင်တယ်ဆိုရင်တော့အသေးလေးတွေပေးအပေါင်းလေးတွေနှိပ်သွားပေးပါလို့မြတ်တာရက်ခံချင်ပါတယ်ရှင်